humanistic perspective humanistic perspective ကလူသားဝါဒီကို focus လုပ်တာပေါ့အဲ့တော့ဘယ်ဟာကို focus အဓိကလုပ်လဲဆိုတော့ focus on လူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့လွတ်လွတ်လပ်လပ်စန္ဒတွေအပေါ်မှာ focus လုပ်ပါတယ်သူရဲ့ချင်းကပ်တဲ့နီလန်လူသားတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့လွတ်လွတ်လပ်လပ်ရှိနေတဲ့စန္ဒတွေအပေါ်မှာ तू က focus လုပ်တယ်။အဲ့တော့ highlight လုပ်တဲ့စာလုံးလေးက self actualization လို့ခေါ်တယ်။ self actualization အဲ self actualization ဆိုတာတဲ့မြန်မာလိုဒီဒီ meaning အတိတ်ပဲပြန်ရမယ်ဆိုရင်ဒီမှာဒီမှာ self actualization ဆိုတဲ့စာလုံးလေးကကိုတကယ်တဆွမ်းတဲ့အရာပေါ့နော်ကိုတကယ်တဆွမ်းတဲ့အရာနဲ့ကိုဖြစ်ချင်တာအပြည့်အဝလုံနိုင်စွမ်းရှိတာ self actualization ဖြစ်တယ်လို့ခေါ် self actualization ဖြစ်တာကိုဘွားကကွာကိုအပြည့်အဝထိန်းချုပ်နိုင်တာပြောတာကိုဘွားကကိုအပြည့်အဝ fully ထိန်းချုပ်နိုင်တဲ့ထိန်းချုပ်နိုင်တာ self actualization ဖြစ်တယ်လို့ကွာအဲ့ကိုယ့်ရဲ့ရှင်သန်ခြင်းနဲ့ပတ်သက်ပြီးကိုယ်ငွေကြေးကလည်းမထိန်းချုပ်ထားဘူး။ဟိုမိဘကလည်းမထိန်းချုပ်ထားဘူး။ကိုယ်အလုပ်ကလည်းမထိန်းချုပ်ထားဘူး။ကိုယ်ရှင်သန်ခြင်းနဲ့ပုံစံအတိုင်းကိုယ်စိတ်ဆန္ဒအတိုင်းအရာအားလုံးကိုကိုယ်တတ်နိုင်စွမ်းရှိတဲ့အရာနဲ့ဖြည့်ဆည်းနိုင်တဲ့ level ကို self actualization လို့ခေါ်တယ်။အဲ့လူတွေကဟိုအောက်ကဒီ trigger ကိုကြည့်လိုက်ပါတော့။ဒီက ဒီ match လို့ရဲ့ trigger လေးအဲ့ trigger ကိုလူတွေကဟိုအောက်ဆုံးအဆင့်ကနေဟိုအပေါ်ဆုံးကိုရောက်ဖို့အတွက် trigger ရဲ့ take ကိုရောက်ဖို့အတွက်ကြိုးစားနေကြတာအားလုံးက human ဒီ nick ပေါ့နော်လူတွေရဲ့အလိုရင်းဆန္ဒတွေအဲ့လူတွေကပထမဆုံးစ조사တဲ့စပြီးတော့조사တဲ့အခါမှာ physiological need လို့ခေါ်တဲ့စောင့်ဝင်နေပြည်လဲရေးအတွက်조사ကြတယ်။စောင့်ဝင်နေပြည်လဲလာပြီးဆိုရင်နောက်တစ်ဆင့်အနေနဲ့ဘဝကိုလေ safety ဖြစ်ချင်လာတာ safety ဖြစ်ဖို့조사လာကြတ အဲ့တော့အောက်ကစားဝတ်နေရေးမပြေလည်တဲ့အခါမှာ safety ကိုသွားနိုင်သွားနိုင်ပါမလားသွားနိုင်ပါမလားသွားနိုင်ဘူးကိုဗစ်ကာလမှာ stay at home လို့ online ကြပြီမဲ့ stay at home မလုပ်နိုင်တဲ့လက်လုပ်လက်စားတွေအများကြီးရှိတယ်အရန်ကိုမှဟိုခက်ခဲကြက်တဲနေတဲ့ကာလမျိုးတွေမှာကိုယ့်ရဲ့ရှင်သန်နေထိုင်ခွင့်ဟိုကိုကြီးကိုရာရွေးချယ်ခွင့်မရဘဲနဲ့စားဝတ်နေရေးပြေလည်ဖို့ပဲဦးစားပေးရတဲ့အခြေအနေတွေရှိတယ်နေမကောင်းပေမဲ့အလုပ်လုပ်ရတာမျိုးနားချင်ပေမဲ့နားခွင့်မရှိတာမျိုးဟုတ်လား အဲ့ဒါမျိုးစောင်းဝင်းနေရေးဥစားပေးထားတဲ့အခြေအနေတွေအဲ့တော့အဲ့ဒါဒီ physiological need physiological need ကိုမဖြည့်ရှင်းနိုင်တော့ဒီမှာပဲဒီမှာပဲရှိမှာအဲ့ need ကိုပြေလည်သွားတဲ့လူက safety need safety need ဖြစ်လာတယ်အဲ့တော့သူကကြတော့ဥမာမင်းကတဲ့ရင်လေးနဲ့နေပြင်နိုင်လေးနဲ့နေချင်တာလေပြင်နိုင်လေးနဲ့နေတိုက်ရင်လေးနဲ့နေချင်တာလေဘဝနေထိုင်မှုတွေပို့ပို့ပြီးတော့လုံလုံခြုံခြုံရှိချင်တာဟုတ်လားလုံလုံခြုံခြုံရှိရှိချင်တာအဲ့တော့နေမကောင်းတဲ့အခါမှာကိုယ့်ကိုယ်ကို safety facts ဥသာပေးနိုင်လား safety ဖြစ်ဖို့ဒါရွေးချယ်နိုင်လာတယ်။အဲနောက်တစ်ဆင့်တက်လာပြီ safety need ကိုဖြည့်ရှင်းနိုင်သွားပြီဆိုတဲ့ level ကနေကြော်ဝိုင်း love belonging need သူ့ social need လို့လည်းခေါ်တယ်။ social need လို့လည်းခေါ်ကိုချစ်တဲ့လူတွေအတွက်ရှင်သန်နေတာ social အတွက်ရှင်သန်တာအများအတွက်ရှင်သန်တာအဲ့လိုဖြစ်လာပြီ။အဲ့တော့သူများကိုထမင်းတစ်လုံးကျွေးခြင်းကိုစီမှာထမင်းတစ်ပကံအရင်ရှိရမယ်။ဟုတ်လားကိုစီမှာထမင်းတစ်ပကံအရင်ရှိရမယ်။ အဲ့တော့ safety need အရာကိုမှထမင်းတပကံရှိပြီဆိုအဲ့လူကသူများထမင်းတလုတ်ကျွေးဖို့အတွက်ကလွယ်ကူလာပြီလွယ်ကူလာပြီအဲ့တော့ကိုချစ်တဲ့လူတွေကိုအမ်းဖို့ဟုတ်လားအဲ့အတွက်ရှင်တန်နေတာကိုချစ်တဲ့လူတွေအတွက် social အတွက်ပတ်ဝန်းကျင်အတွက်ဒီလိုတွေအဲပေးနိုင်ပေးနိုင်ကျွေးနိုင်ကူညီနိုင်ဆိုတဲ့ level တခုမှရှင်တန်လာကြတယ်အဲ့ကနေတစင်တက်လာပြီဆိုရင်ね तू က self esteem need လို့ခေါ်တယ်မိမိကိုမိမိလေးစားနိုင်မှုအတွက်ရှင်တန်ကြတယ်လူတွေက self esteem မိမိကိုမိမိလေးစားနိုင်မှုအတွက်ရှင်းတယ်။အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့လူတယောက်အလုပ်လုပ်ရခြင်းဟာဥပမာအလုပ်လုပ်တယ်ဘာလို့လုပ်တာလဲငါအလုပ်ချင်လို့လုပ်တာအလုပ်မလုပ်ဘူးဘာဖြစ်လို့မလုပ်တာလဲငါမလုပ်ချင်လို့မလုပ်တာအဲ့လိုနေနိုင်တယ်အဲ့လိုရွေးချယ်တာဥပမာအမအိုဟိုနာမည်တော့အထင်ပြောတော့ဒီအဖွဲ့အစည်းတစ်ခုอ่ะဗောနော နံပါတ်ကြီးဖွဲ့စည်းတစ်ခုอ่ะအလုပ်တစ်ခုကန်လှန်နေ project တစ်ခုအပ်တယ်တလောက်30လောက်ရတလောက်30နဲ့50ကြာမှာရ9လလာမသိလောက်ရမယ် project တစ်ခုအပ်တယ်ညင်းလိုက်တယ်ညင်းလိုက်တယ် no မလုပ်ဘူးဆိုရလားညင်းလိုက်တယ်ဗောနော်ဘာလို့လဲညင်းကြင်လို့ညင်းကြင်လို့ဟုတ်လားလုံး tracks လုံးလိုက်အလုပ်တစ်ခုလောက်ရခြင်းရလဲကိုအလုံးလုံးနေတယ်ဆိုတာကဟိုပတ်စံလို့လို့ ိုကိုယ့်ရက်တည်မှုအတွက်ဟိုသူများအတွက်အဲ့ဒါကြီးမဟုတ်တော့မိမိကိုမိမိလေးစားနိုင်မှုအတွက်ပဲအလုပ်လုပ်တော့ငါမှအလုပ်ရှိတယ်အဲ့ဒီအလုပ်ကိုဟိုလုပ်နေရခြင်းအကြောင်းရင်းဒီအလုပ်လုပ်နေရကိုယ့်ကိုယ်ကိုပြန်လေးစားတယ်ဆိုတဲ့စိတ်ညာလုပ်လုပ်တယ်အဲ့လိုအလုပ်လုပ်တာအဲ့လိုပဲ choice တွေကလည်းအဲ့ဒီတိုင်းပဲဟိုကိုပတ်စံနေအများကြီးပုံပေးပြီးတော့မကောင်းတဲ့အရာမျိုးဆိုရင် no မလုပ်ဘူးလောက် choice တည်လောက်နိုင်ကိုကိုကိုလေးစားမှုပြက်မယ်ကျင်းချင်းဟာလည်းလဲရမယ်ဆိုမလုပ်ဘူးဒါမျိုးတွေရွေးလို့ရတယ်အဲနောက်ဆုံးအဆင့် ဲ့ဒါအဲ့ဒါအကုန်မဟုတ်သေးဘူးအဲ့ဒီအဆင့် level ကအကုန်မဟုတ်သေးဘူးနောက်ဆုံးအဆင့်ရှိတယ်ဒီတော့လူနေစုပဲရလူနေစုပဲရောက်တယ်ဒါပေမဲ့ငါတို့ one sia လေးတွေကတော့ရမယ်တော့နိုင်ရမယ်ဟုတ်လားမင်းတို့ရဲ့ဘဝကိုရှင်သန်ခြင်းရည်ရွယ်ချက်တည်အဲ့ဒီနေရာမှာရှိရမယ် self actualization အဲ့ဒီ stage မှာရှိရမယ် self actualization ဆိုတာ self fulfillment ဖြစ်တာကိုယ့်ဘဝကိုအပြည့်အဝထိန်းချုပ်နိုင်တဲ့ level တခုမှာကိုရှင်သန်တာ အဲ့ဒီအဲ့ဒီ self actualization financially အကုန်လုံးပေါ့နော်အရာအားလုံးပါ self actualization ဖြစ်တာ self actualization ဖြစ်ဖို့ဆိုတာငါတို့တွေကအဲ့နေရာကို self actualization ကိုလည်းဘဝမှာ target တစ်ခုတော့ထားထားအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ထမင်းနဲ့မှန်ရင်တော်ပြီဆိုတဲ့လူတစ်ယောက်ကလေထမင်းမဲ့နတ်မှန်လိုက်မယ်အဲ့ထက်ပုံမရအောင်ဒီလားရီမန်းချက်တွေနဲ့ပတ်သက်ရင်ခံယူချက်တစ်ခု ထားရမယ်။အဲ့ဒါဘာလဲဆိုတော့ကိုမျောမှန်းထားတာတည်းဘယ်တော့မှပုံမရဘူး။ကိုမျောမှန်းထားတဲ့အတိုင်းပဲရ။အဲ့တော့မင်းတို့အဲ့မျောမှန်းချက်မျောလင့်ချက်ဤမှန်းချက်ဆိုတဲ့အရာမြင့်မြင့်ထားလေ။ဟုတ်လား။မြင့်မြင့်ထားအရှုံးရှိလား။မရှိဘူး။မရှိဘူး။အဲ့တော့သမင်းနဲ့မှန်မို့တာဘဝမှာကွာငါငါဘဝငါဘဝမှာငါသမင်းနဲ့မှန်မယ်အကျွေးတွေကြည်ရမယ်ဆိုရင်စိတ်ချသမင်းလည်းနဲ့မှန်လာလိမ့်မယ်အကျွေးလည်းကြည်လာလိမ့်မယ်အဲ့တက်တော့ပုံမရအောင်မချမ်းသာလာဘူးပြောချင်တာ မင်းတို့ရဲ့ target ကကွာငါအရန်ချမ်းသာရမယ်ငါချမ်းသာရမယ်ဆိုရဲ target အရန်ချမ်းသာရမယ်ဆိုရဲ target တခုပြစ်လိုက်ရင်ထမင်းနှက်မှန်ဖို့ဆိုရဲစိတ်ဝင်စားထမင်းနှက်မှန်ဖို့ဆိုရဲအခြေအနေမျိုးကိုမင်းတို့ပြောင်းမဲစရာလိုသေးလားရီမန်းချက်ထားစရာလိုသေးလားမလိုတော့ဘူးမင်းတို့ရီမန်းချက်မင်းတို့ရီမန်းချက်ကပင်လေကြီးကိုကြည့်ဖို့ဆိုလို့ရှိရင်ဟုတ်လားဟို ARD တိုင်းဒေသကြီးမှာကျိုးစိုးပါဤဆိုတဲ့ဆိုင်းမုတ်လောက်ကိုရီမန်းချက်မထားနိုင် တကယ်ပင်လေးကိုကြီးဖို့ဆိုရင်ညီမန်းချက်ကိုထားဟုတ်လားအဲ့ဒါမျိုးအဲ့တော့ကိုယ်ရီမန်းထားတာဆိုတော့ဘာမှပိုရမှာမဟုတ်အဲ့အတွက်ခုနကလူတွေရဲ့ needs တွေကိုတွက်ထားတဲ့သတ်မှတ်ထားတဲ့ theory ပေါ့နော်လူတွေရဲ့ needs တွေလူတွေရှင်သန်နေရခြင်း theory လေးသတ်မှတ်ထားတဲ့အချိန်မှာကိုကိုယ်တိုင်လဲကိုကဘယ် level မှာရှိနေတယ်ဘယ်ထိရောက်ချင်တာဆိုတော့ရီမန်းချက်မျိုးရှိရမယ် life မှာဒီလားရှိရမ အဲ့တော့အပေါ်ဆုံး self actualization ဖြစ်ပြီးဆိုရင်တဲ့လူတစ်ယောက်ကသူ့ဘဝမှာသူဖြစ်ချင်တာအားလုံးကိုအပြည့်အဝသူတတ်နိုင်စွမ်းလုပ်နိုင်စွမ်းရှိသွားပြီ။သူ့ဘဝကိုအချိန်တွေကလည်း control မလုပ်ထားဘူး။ financially လည်း control ဘယ်သူမှ financially လည်း control မလုပ်ထားဘူး။လူတွေကလည်း control မလုပ်ထားဘူးဘယ်သူမှ control မလုပ်ထားဘူး။သူ့ဘဝကိုသူဒါဖြစ်ချင်ဒါဖြစ်အောင် လုပ်နိုင်တယ်။ဟိုကဖြစ်ချင်ဟိုကဖြစ်အောင်လုပ်နိုင်တယ်။စိတ်ပိုင်းဆိုင်ရာအရာရုပ်ပိုင်းဆိုင်ရာအရာ independent ဖြစ်သွားတာ။မိုက်လားအဲ့ဒီအချိန်တွေကမိုက်တာပေါ့။အရင်မိုက်တာပေါ့။ဟုတ်လား။ အဲ့ဒါအဲ့ဒါအဲ့တော့ဒါကဆက်မယ်နော် humanistic perspective တမားတွေကလူတွေရတဲ့သူတို့သူတို့ရဲ့ယူဆချက်ပေါ့နော်လူတွေရမွေးဖွားလာကြတဲ့အစွမ်းအစရှိပြီးသားလို့သူတို့ကယူဆတယ်လူသားတွေရမွေးဖွားလာတဲ့ကလူသားမှာပါလာတဲ့အစွမ်းအစတွေဆိုတာရှိပြီးသားတဲ့ယူဆတယ်ပဝေးကျင်ချောင်းတာလည်းအပြောင်းလဲတွေဖြစ်လာတာပဝေးကျင်ချောင်းတာလည်းအဲ့တော့ဘာနဲ့တူလဲဆိုတော့တဲ့မင်းကတပင်တပင်စိုက်တဲ့အခါ မင်းတပင်လေးကိုစိုက်ပျိုးတဲ့နေရာလေးအဲ့ဒီနေရာလေးကမြေရေလေးနေညံ့ညတ်တတရတဲ့နေရာလေးဆိုရင်တဲ့အဲ့ဒီအပင်လေးကသူ့မှာရှိသမျှသူ့မှာရှိသမျှအကုန်လုံးအကုန်တုံးပြီးတော့ तू ကဖွံ့ဖြိုးလာတယ်ရှင်းတယ်လားလေလူတွေကလည်းအဲ့လိုပဲလူတွေကလည်းအဲ့လို ဲ့တော့ညည်ရည်လေးနေမျှတာတဲ့မျှတာတဲ့ environment တကူမှာအစ်ပင်တပင်ကအကောင်းဆုံးကြီးထွားနိုင်တယ်။မျက်ပင်လေးကလေမျက်ပင်လေးရဲ့အတိုင်းတာလောက်ထိအကောင်းဆုံးကြီးထွားနိုင်တယ်။အုံးပင်လေးကလည်းအုံးပင်လောက်ထိအတိုင်းတာကိုအကောင်းဆုံးရှင်သန်နိုင်တယ်။ဘာအပင်ဖြစ်ဖြစ်ဘာပင်ဖြစ်ဖြစ်အဲ့တော့လူသားတွေကလည်းအဲ့ဒီအတိုင်းပဲတဲ့။လူသားတယောက်ရဲ့ဖြစ်တည်မှုပါ။သူ့ကိုတဲ့ဒီပေါ့နော်။ unconditional acceptance အဆုံးအစမဲ့သောလက်ခံပေးခြင်း နောက်တစ်ခုကဒီ empathy စာနာထောက်ထားပေးခြင်း love ချစ်ခြင်းမြတ်တာဒီအရာတွေပေါ့နော်ကောင်းမွန်တဲ့အရာတွေနဲ့တာလူသားတယောက်ကအဲ့ဒီနေရာမှာရှင်သန်ခွင့်ရမယ်ဆိုရင်သူ့ဘဝမှာရှိတဲ့အရာအားလုံးကိုအစွမ်းကုန်သူကရှင်ထုတ်ပြီးတော့ရှင်သန်နိုင်တယ် self actualization ဖြစ်တဲ့အထိသွားနိုင်တယ်သွားနိုင်တယ်အဲ့လိုဆိုလိုတာပေါ့နော်ဒီဒီဒီ concept လေးอ่ะသူ positive psychology psychology လို့လည်းခေါ် ဲ့အဲ့လိုသွားနိုင်မှုဆိုတာခုနပြောတဲ့ဒီငါတို့ environment ကဒီအချက်တွေနဲ့ငါတို့ကရှင်သန်ခွင့်ရအကြီးထွားမှာကြီးထွားမှာဆိုတော့ကလေးလေးတွေကလေးလေးတွေရဲ့ life ကိုစဉ်းစားကြည့်ပေါ့ငယ်ငယ်ဘဝကိုစဉ်းစားကြည့် international မှာလေနိုင်ငံခြားကဗီဒီယိုလေးတွေကြည့်ဖို့မထင်နဲ့နော်နိုင်ငံခြားဗီဒီယိုလေးတွေမကလေးလေးက market မှာလေလိုချင်တာမရလို့ market ရဲ့ကျန်းမာရေးမှာပလက်ကြီးအဲ့ပြီးတော့အောင်းငိုတယ်အောင်းငိုတယ် အဲ့ဒါကိုအဖေအဖေကဘေးကနေအဲ့ကလေးငိုတာပြီးတဲ့ဒီရက်ဆောင်ရက်ဆောင်သူ့ကလေးငိုနေရဝယ်မပေးနိုင်တော့တေးကြရမွေးပေးပူစာနေရမလုပ်ပေးနိုင်ဒါမှမဟုတ်ဘာလုပ်ထားလဲငိုခွင့်ပေးထားတယ်ငိုလို့ရငိုဟုတ်လားငါတို့အဲ့လိုလုပ်ကြည့်ပါလားဘာဖြစ်ပင်ထင်လဲဘာလို့နိုင်ငံပါလေအဲ့လိုကြည့်အမလည်းအဲ့ဒါလုပ်ဘူးလေဒီလားအမကလည်းအလုံးချင်တော့မြအဲ့တောင်းကြံငယ်တော့လေအမအမေဆိုင်မှာထားခဲ့တာအမညနေပြန်လာနေခဲ့အဲ့ဆိုင်မှာ ဲ့ဆိုင်မှာနေလုတ်ပြီးတော့နေတောင်းစာတောင်းစာရတာထားခဲ့တာအမအဆိုင်ရဲ့ချောင်းကြီးအမေတကယ်ထားခဲ့ရတကယ်သွားလို့တကယ်ထွက်သွားတာတော့အချိန်လိုက်ကတော့တော့အမေနဲ့အဲ့လိုလုပ်တယ်မမိရပါတော့အမေနဲ့အဲ့လိုလုပ်အမဆိုကြီးလာရင်အဲ့လိုပြန်ပြန်ပြောရတယ်လားအမေလေးအဲ့တော့လေးတမီးအဲ့လိုထားခဲ့အောင်အမမိပြန်ပြောလို့အဲ့ဘာလဲဆိုဟိုအဲ့လိုရှိရင်ပြင်နောက်တစ်ခါဟိုဓမ္မဆိုရင်လေဖန်ခွက်တွေငါတို့ဂျုံမှာပါအားလုံးဘာမီစကာချာနဲ့ကြီးပြင်းလာတဲ့လူတိုင်းဂျုံမှာ ။ဟာငါတွေဘာကြီးကြောက်ခွဲပြီးဆိုဘာလုပ်ခံရလဲ။ဆော့ပလော့တီးခံရဟဲ့လား။ဆော့ပလော့တီးခံရနော်။အဲ့လိုမျိုးသူများစီမှာကအဲ့လိုမျိုးပုဂံတွေပါကြောက်ခွေဝါဆိုအရင်ဆုံးပါလောက်တာလေသူတို့ကလေးကိုပြေးဖတ်တာဘာဖြစ်ဖြစ်တော့မလန့်ပါနဲ့မလန့်ပါနဲ့နော်အဲ့လိုလားလေပါမပါအိမ်မှာဆိုအမြဲတမ်းပြောနေကြတဲ့အခါရှိတယ်ညီမနေရလေဖုန်းဆက်လိုက်တာဖုန်းဆက်ပပဘယ်ရောက်နေလဲ ဘယ်ရောက်နေလဲအားလားဒီနေရာလေးတွားကျင်လို့လိုက်ဖို့ပါလားအနေနဲ့လိုက်ပါကျွန်မကအာပါအိုအိုထဲ့ရေအေးအဲ့ဒါမှငါတို့အဖေအဲ့ဒါမှငါတို့အဖေအဲအေးတမီးလေးဘာလုတ်ကျင်လဲဘာလုတ်ကျင်လဲဘယ်သွားကျင်လဲဘာစားကျင်လဲပတ်စံမရှိရောဘူးလားအဲ့ဒါဆိုအဲအမတို့ဖေမဟုတ်လွယ်တော့လွယ်မလို့ပြောလဲလိုချင်တာမပြောရပဲတန်းဝယ်ပေးတာပူစားလိုက်တိုင်းလုပ်ပြအဲ့ဒါကိုပြမဟုတ်ဘူးပြကြအဲ့လိုပြောလဲအဲ့တော့ပုံမှားကြတော့အဲ့လိုမဟုတ်ပါဘူးနော်ပြင်မှာမမတို့ကြုံရတာဆိုမမတို့ပုံဝန်ကျင်ကကလေးလေးပေါ့နော်ကလေးလေးသူမိပါတယ်အရင် educated ဖြစ်တာ educated ဖြစ်တော့ သူတို့ဒီ child psychology ပဲနားလေမင်းတို့တကယ်ပြောနော်မင်းတို့တစ်ချိန်အိမ်အောင်ပြုတ်ပြီးကလေးတွေမွေးရင်လေ child psychology ကိုအရင်တက်အဖေရောမေရောမင်းတို့ယူမဲ့လူကိုလည်းတက်ခိုင်း child psychology တက်ဖြောင်းတက်ကလေးတယောက်ကအဲ့အဲ့အချိန်အရေးကြီးဆုံးပဲဒီလားဘယ်ရန်တကယ်ငါတို့တွေပြောမယ်တနာဖို့ရန်ကောင်းတာငါတို့ဘဝကြီးရဲ့အဲ့ဒါမဲ့အဲ့လိုလည်းတွေ့လို့မရမိဘတွေရာတဲ့သူတို့အစွမ်းအစရှိတယ်လားသူတို့အကောင်းဆုံးပြုစုပြောထောင်တာငါတို့ ူတို့လုံနိုင်တာဒါအကုန်ပဲမင်းတို့အသေးရိုက်ပြီးတော့အသေးရိုက်တဲ့မိဘတွေရှိရင်ပေါ့နော်အဲ့ဒါသူတို့ကလေးကိုပြောထောင်နိုင်တဲ့ပုံစံအဲ့ဒါအကောင်းဆုံးမို့လို့သူတို့စ조사နေတာအကောင်းဆုံးအဲ့တော့အမဖေကအမတို့အရင်ဆိုတယ်အရင်ရိုက်တယ်ဆိုတော့အမဖေရဲ့အဖေကြည့်လိုက်တယ်အဖေတက်စေစားဆိုတယ်အဖေတက်စေစားဆိုတယ်နေရမှာကျိုးနဲ့တုတ်ပြီးတော့ဟိုတိုင်မှာကျိုးနဲ့ချီပြီးတော့အဖေတို့ကိုကပတ်နဲ့ကျွေးတာပြင်ပြောစကားနားထောင်ဆက်လက်မိနေတို့ထိုင်တို့ဆက်လက်မိနေအဖေအဖေတို့လေအဲ့လိုအဲ့လိုလောက်တာအဲ့တော့ သူတို့တင်ယူခဲ့ရတဲ့မိဘပုံစံဆိုတာစံပြသူတို့ရဲ့စံပြဆိုစံပြဆိုတဲ့အရာသူတို့မှလည်းမရှိခဲ့ဘူးမင်းတို့စိတ်ကူးတွေကမိဘမျိုးမင်းတို့မိဘတွေမှလည်းမရှိခဲ့ဘူးတိလားမရှိခဲ့အဲ့တော့သူတို့ပြစ်မှုဘူးသူတို့ဒီအကောင်းဆုံးပြောထားတာသူတို့ရိုက်မှရိုက်နိုင်တာဒီအကောင်းဆုံးလို့သူတို့ထင်လို့ရိုက်တာစုနိုင်တာဒီပွားစီပွားစီလောက်တာဒီအကောင်းဆုံးလို့သူတို့ကိုယ်တိုင်လမ်းလေးလောက်ထားလို့သူတို့အဲ့လိုလုပ်တာတေချာတာတော့သူတို့ရဲ့ယင်တွေကနှလုံးသားတွေအကောင်းဆုံးပြောထားတာအဲ့ဒါနီးလန်းဒါပေမဲ့ဘာဖြစ်လွဲလွဲနေရမရှိရလား အဲ့တော့ဘာဖြစ်လဲဆိုတော့အကျိုးဆက်အနေနဲ့နော်ငါတို့ထင်တာကဆုံးမမှလိမ့်ပါတယ်လို့ထင်တာထိမ့်ချုံမှထိမ့်ချုံမှ ပုံစံကွက်ထဲဝင်တယ်လို့ထင်တာ no အတင်းအကျပ်သွင်းလိုက်တဲ့အရာကဝင်တော့ဝင်သွားကောင်းဝင်သွားနိုင်တယ်ဒဏ်ရာတွေနဲ့အနာတရတွေနဲ့ဟုတ်လားဘယ်ချိန်ပောက်ကွဲထွက်သွားမလဲလည်းမသိနိုင်အတင်းအကျပ်ဖိနှိပ်ကလေးသွင်းလာရယ်လေအဲ့လိုဖြစ်တာသူ့လွတ်လွတ်လပ်လပ်နဲ့ shaping လုပ်တဲ့အခါမှာသူကိုယ်တိုင်ကအဲ့ဟာကို shaping လုပ်နိုင်လာဘာကလေးကလေးလေးလို့ ရှေ့ပြင်လောက်လိုက်တာအဲ့တော့ကလေးလေးတယောက်ကိုပေါ့နော်သူ့ရဲ့ antonition နဲ့ accept တဲ့အားလုံးလက်ခံပေးလိုက်တဲ့အချိန်မှာအဲ့ဒီကလေးလေးကဘာယုံကြည်မှုတစ်ခုရှိပါလဲဆိုတော့အော်ငါ့မှာငါ့ကိုဘာပဲဖြစ်ဖြစ်လက်ခံပေးနိုင်တယ်မိသားစုဝင်နေမိသားပတ်ဝန်းကျင်ရှိရယ်အဲ့ဒီအတွက်ပိုကောင်းချင်လာတာသူ့ပါသူ့သူ့ကိုသူ့ပိုကောင်းချင်လာမကောင်းတဲ့အချက်တွေရှိရင်သူ့ကိုသူနားလည်ပြီးပြင်ချင်လာတာပြောပြောပြရင်နားဝင်လာတာ ငါလူကြီးပဲငါလူကြီးပဲငါပြောရင်တာထောင်ငါခိုင်းရင်လှုပ်ဆိုတာမဟုတ်တော့ပဲနဲ့ကလေးကိုလည်းနေရာပေးတာဖြစ်တဲ့အတွက်သူကအကျိုးနဲ့အကြောင်းနဲ့ပြောပြနေပြီဆိုကလေးလေးကလည်းလက်ခံတယ်နားထောင်တယ်။အိုးဒီလိုလားအိုးဟုတ်လားအဲ့ဆိုရင်ဒီလိုတားမလုပ်တော့ဘူးအဲ့လိုဖြစ်သွားတာ။အဲ့လိုအဲ့လိုတိလားအမတော်မှာ post လေးတခု share ထားလိုက်သေးတယ် share ထားသေးရေစကလုံးလေးမှာဆွမ်းအားရှိရင်ဆိုတာလေဟိုအဲ့လူကြီးပြောတာဟိုသူ့သားလေးကအမနေရနေကို shop ခဲတဲ့နေနဲ့ချက်အဲ့ချိန်မှာသူ့ဖေကဝင်သွားပြီးဟဲ့အောင်မလုပ်နဲ့လို့អော်လိုက်တာ ။အော်လေနောက်နေကြသူ့သားထက်ချစ်နေတော့မယ်။ချစ်ချစ်တာဘလိုတော့ချစ်လဲဆိုတော့သူ့အဖေကိုကြည့်ပြီးချစ်တာ။သူ့အဖေကိုကြည့်ရလေ။နေရည်ကိုချစ်။အဲ့ချိန်မှာသူ့ဖေက calm down လူမှာအတရှိအဲ့အတကိုဖိနေချိုးနေတော့လို့လို့မရ။အဲ့သူ့ဖေကအန်နဲ့ဂျူးထောက်ပြီးသူ့သားလေးလာပါအောင်ဒီ။တလူကြီးဖြစ်လာပြီလေ။ဟုတ်လား။တလူကြီးဖြစ်လာပြီလေ။အဲ့လိုပြောလိုက်တာ။အဲ့နားမလို့တော့သူ့ကိုသူ့ရာသွင်းလိုက်တာ။နားမလို့တော့အဲ့ဒါ မမမလည်းမကိုတန်းအရွယ်မောင်လေးတယောက်ရှိပါသူတို့ကင်တွေ့တဲ့ပုံစံကဘာနဲ့ကင်တွေ့ရလဲဆိုတော့မာသူတို့စာချက်တို့ဟိုတတ်မှန်ရှင်းရှင်းနေလို့တကိုယ်တန်ရှင်းထေချာလို့တို့အဲ့လိုမျိုး push လောက်မလုပ်ပို့တော့မလုပ်လားအဲ့တော့ဘာလုပ်ရလဲတိလဲကောင်မလေးတွေကဘလို့ကောင်လေးမျိုးတွေကိုကြိုက်မယ်လို့ထင်တယ်အဲ့ဒါပဲကောင်လေးတွေကောင်မလေးတွေကွာဘလို့ကောင်လေးတွေကိုကြွေမယ်လို့ထင်လဲစဉ်းစားကြည့်နော် ငါဆိုရင်တော့လေညပဆုတ်ပြတ်နေတဲ့ဟာကြိုက်ဘူးရေချင်းမရှိတဲ့ဟာကြီးကြိုက်ဘူးအဲ့လိုပြောတာအဲ့အဲ့ကြိုက်ဘာဖြစ်ချင်တာလဲဘာဖြစ်ချင်တာလဲအဲ့လိုလိုအကွက်တွေရှိသူ့ level နဲ့သူအကွက်တွေရှိရပါသေးလားအဲ့အဲ့တော့ငါတို့ကဘာလဲသူ့ level စင်သူ့စိတ်ဝင်စားမှုသူ့သူ့ရဲ့သူ့ချင်းခဲ့တဲ့ပုံစံဒါလေးတွေရွေးချယ်ရတယ်ကိုပြောရင်နားထောင်ဆိုတာထက်သူ့သူ့နားထောင်ငါဘယ်လိုပြောမလဲဆိုရင်စဉ်းစားပြီးပြောရတယ်အဲ့လိုသွားတာနားလေလားနားလေလားอืมအဲ့တော့ဒီ end condition နဲ့ acceptance ကအရေးကြီးတယ် တော့ကောင်မလေးတွေလည်းအဲ့ဒီတိုင်းပဲနော်ကိုဘဲလေးတွေကိုကိုဘဲလေးတွေကိုချဲလဲတော့မယ်ချုပ်ချဲတော့မယ်ဆိုတော့အကွက်တွေအကွက်တွေလေအကွက်တွေထုတ်သုံးရတော့မယ်ဆိုရဟလာဟဲ့နင်းစလိမ့်မတောင်းနဲ့ no ငါလေညီနဲ့အတူတူအချိန်ကြာရင်နေသွားချင်တာနော်နင်းကိုချစ်လို့ပြောတာနော်နင်းအကျိုးကိုလိုလားပြီးပြောတာနော်နင်းအတွက်ပြောတာနော်ဒါပေမဲ့နင်းကြိုက်တဲ့အရာကငါမတားချင်ပါဘူးပြီးပြီလားနင်းစလိမ့်မတောင်းနဲ့လို့ငါဘယ်တော့မှမပြောဒါပေမဲ့နင်းကိုငါကျမ်းမာစေချင်တာ ငါနဲ့တူအချိန်ကြာကြီးရှိစေချင်တာအဲ့ဒါပဲကိုကဆိုတာနော်နားလည်လားဘာပြန်နားလည်လားအကိုကဟိုပေါင်းခက်လိုက်အတိချက်အကွက်တွေအေးဒီချက်မှာတော့ဘဲမရှိဘူး9နှစ်လောက်ရှိကြီးရယုံပါနော်ကြီးရယုံပါဘာပါအဲအဲ့တော့ဒီဟာလေးတွေ ਆ လीလူတယောက်ကိုကိုက ရင်လက်ခံလက်ခံပြီးမှလမ်းဖွင့်ပေးသူကသူသူကသူပြောင်းလဲပါစေမင်းတို့လည်းပြောင်းလဲလို့မရအောင်မရဘူးနော်ဘသူ့ပါမရအောင်အဲ့တော့လက်ခံသူ့မှာပြောင်းလဲလို့မရအောင် တို့လူဆိုတာလေတို့ကိုယ်တိုင်ပြောင်းလဲခြင်းမှာတို့ဘာသာပြောင်းလဲတာအဲ့ဒါလက်ခံရမယ်လက်မခံခြင်းလဲလက်ခံရမယ်ဘယ်ဘသူပဲဖြစ်ဖြစ်เนาะအဲ့တော့ဒါကဒီ humanistic perspective ပေါ့နော် humanistic perspective လူသားတွေမှာသူ့ဘာသူကိုဖွံ့ဖြိုးနိုင်တဲ့အစွမ်းအစဆိုတာလေးကိုရှိတယ်အဲ့ဒါလေးကို appreciate လုပ်ရမယ်လက်ခံရမယ်အဲ့ဒါလေးကိုချင့်ကပ်ပြီးတော့စိတ်ပိုင်းဆိုင်ရာနဲ့လွတ်လွတ်လပ်လပ်ဆန္ဒတွေအပေါ်မှာသူ့ကိုရှင်သန်ခွင့်ပေးလာလေလေလူသားတယောက်ကသူ့အဘက်လက်တရတက်လာလေလေပဲ ဆုံးမမှပုံသွင်းမှဖိနှိပ်မှမဟုတ်ဘူးသူ့ကိုလက်ခံနိုင်လေလေအပြုသဘောဆောင်တဲ့စာနာထောက်ထားမှုတွေချစ်ချင်းမြတ်တာတွေနဲ့မွမ်းမံနိုင်လေလေသူသားတယောက်ကပိုကောင်းလာလေလေပဲဘာလို့မဆိုဘူးနော်โอเคသူအဲကြောင့်မလို့ positive psychology လို့လည်းခေါ်ပါတယ်